အငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့လုံရက်တွေဟာအန္တရာယ်များပြီးမတိမငြိမ်ဖြစ်စေတယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီကပြောကြားလိုက်ပြီးတဲ့နောက်တင်းမာမှုတွေမြင့်တက်အောင်ရန်မစဖို့ဘေကျင်းကလန်ဒန်အစိုးရကိုမတ်ဆက်တရမှာတရီပေးလိုက်ပါတယ်။ဖလပိုင်ကမ်းခြေစောင်းတပ်ပိုင်းတင်ဘောတစည်းနဲ့အတူဒဇယ်တပိုင်းရိုက်ထားတဲ့ဗီဒီယိုဖိုင်မှာဝန်ကြီးလမ်မီကတောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့လုံရက်တွေကိုပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပါတယ်။ဗျူဟာရရေးပါတဲ့တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုတရုတ်ကသူတို့ပိုင်တယ်လို့ပြောဆိုထားပြီး နိုင်ငံတကာတရားရုံးကတရုတ်ရဲ့ပြောဆိုမှုတရားမဝင်ဘူးလို့ဆုံးဖြတ်ထားပါတယ်။ဝင်ကြီးလက်မီရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့မေးမြန်းရမှာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမောင်းနေကတရုတ်ရဲ့နယ်နိမိတ်ဆိုင်ရာအချုပ်အခြာအာဏာနဲ့တောင်တရုတ်ပင်လယ်တွင်ရေပြင်အကျိုးစီးပွားတွေနဲ့အခွင့်အရေးတွေကိုဗြိတိန်ကလေးစားသင့်ပြီးဒေသဆိုင်ရာငင်းပွားမှုပိုဆိုးလာအောင်မလုပ်ဖို့နဲ့တင်းမာမှုတွေပိုဆိုးလာအောင်ရန်စတာတွေမလုပ်ဖို့သတိပေးပြောကြားလိုက်တာပါ။လက်ရှိတောင်တရုတ်ပင်လယ်ဟာကမ္ဘာမှာဘေးကင်းဆုံးတဲ့လွတ်လပ်ဆုံးရေလမ်းကြောင်းဖြစ်တယ်လို့လည်းပြောခွင့်ရမောင်းနေတာပြောပါတယ် တောင်ကျောက်ပင်လယ်ထဲမှာရှိတဲ့ရေးပါတဲ့တနာကြောက်တန်းတစ်ခုနဲ့ကျွန်းတွေကိုဖိလစ်ပိုင်တင်မော့တွေမရောက်ရှိစေရေးတရုတ်ကမ်းခြေဆောင်တပ်ကတားဆီးမှုတွေလှုပ်ဆောင်နေရကြောင်းမကြခဏထိတိုက်တွေ့မှုတွေဖြစ်ပွားနေပါသည်ဖိလစ်ပိုင်နိုင်ငံသားဝင်ကြီးနဲ့ဗြိတိန်နိုင်ငံသားဝင်ကြီးတို့မတ်၁၀ရက်နေ့မှာတွေ့ဆုံခဲ့ပြီးကာကွယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနဲ့ရေးပြင်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုတွေလက်မှတ်ရေးထိုးခဲ့ကြပါသည်ဖိလစ်ပိုင်ဟာ American Australia ဂျပန်တို့နဲ့လည်းအလားတူသဘောတူညီမှုတွေလက်မှတ်ရေးထိုးထားပါသည်